တပါဒီဝင်းနေမှာလာဆုံးမဲမဲနနာလို့ချနာရကောဝဲပြီးမင်းရမွေးနေမှာစတောင်းစကားလေးပြန်လွှင့်နေရေဒီယိုလေးပါတစင်ဖိန်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် အမတ်တရားနေ့အစီအစဉ်အားနေဒီကနေ့နိုဝင်ဘာလ18ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ထုံးတွင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ တရားနေ့အစီအစဉ်အားနေ့ပထမဆုံးစူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ပခုတ်ကူမျိုးကမိမိဒေါ်တိတိအောင်ရဲ့ဒီနေ့မှပြေးမြောက်တဲ့45နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ဒေါ်တိတိအောင်ရဲ့မွေးနေ့အတွက်ကိုချစ်ခင်မွန်ဦးခင်ဆန်းတမီးတိတိနိုင်တို့ကပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြတဲ့ပခုတ်ကူမျိုးကအန်တီဒေါ်တီတီအောင်ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့စုမုံကောင်းလေးတောင်းစုပြုပေးကြပါရစေရှင်။ မင်္ဂလာရှိတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။ပျော်ရွှင်စရာနေ့ရက်တွေကိုပဲအစင်ထောင်ရပိုင်ဆိုင်နိုင်ပြီးတော့ချေရတဲ့သူတွေနဲ့လည်းနောက်နှစ်ပေါင်းများစွာထိနေထိုင်သွားနိုင်ပါစေ။အနာမျိုး66ပါကင်းဝေးပြီးတော့အလူရေဆက်လက်နဲ့မကွာလှူဒန်းနိုင်တဲ့သူဖြစ်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုချွေပေးကြပါရရှင်။အမတ်ရနေ့အစီအစဉ်အားနဲ့ထမှန်ပြီးတော့ဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ ချင်းပြည်နယ်ကညမာလေးဝင်းနှင်းပွင့်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့28နှစ်ပြည့်ဝင်းနှင်းအတွက်ကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။ညမာလေးဝင်းနှင်းပွင့်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့ဝင်းနှင်းအတွက်ကိုချင်းပြည်နယ်ကချေရတဲ့မိသားစုတွေဖြစ်တဲ့ဝင်းနှင်းပွင့်မိုးပွင့်ညမာလေးဝေလီတငယ်ချင်းတွေဖြစ်ကြတဲ့မြို့တီရင်းနိုင်မေတင်စာ မလှမိုးသူနန်းဤဖြူနီနီအေမတစင်မီမဖြစ်ဖြူသိမ့်မနန်းနွန်စေကိုကျော်စိုးလင်းမအေမျိုးတန်မခင်မြဝင်း မမယာတတတ်မောဝေမင်းခန့်အေးအေးခိုင်နေကြီးနေထူသိတူလင်းစွမ်းပြည့်ဖြူအောင်တူမလေးမေဖူသိဝက်လက်ကမူမမမြင်းချံကမေဆောင်နှင်းဆန်ခိုင်ခိုင်ဝင်းလိုင်လိုင်ဝင်းနှွယ်လင်းသူခင်ခိုင်ဝင်းလွာစုနတ်ဒီလင်းအင်းတကွန်ကမမယာမတတတ်မောမကွေးကငိမ့်စပဲတန်လင်းကဤဖြူခိုင်မဦးပင်ကလှလှခိုင်စကိုင်းရေရင်းကောင်းရွာကစင်မဝင်းမန္တလေးကပန်းချစ်သူ ပြည်ဦးလင်ကအေးအေးတို့ကပအဝင် တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။အခုနောက်ဆုံးစုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့နေပြည်တော်မှာနေတဲ့ညီမလေးတွေ့တာရဲ့ဒီနေ့မှပြင်းပြောင်းတဲ့22နှစ်ပြည့်မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ညီမလေးတွေ့တာရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ချစ်ရတဲ့မိသားစုတွေအားလုံးကပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။ ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ချင်းပြည်နယ်ကညီမလေးဝင်းနှင်းပွင်နေပြည်တော်မှာနေတဲ့ညီမလေးတွေ့ကြတို့ရဲ့မွေးနေ့အကြောကိုအမတ်တရားနေအစီအစဉ်အားနေပြီးတော့မွေးနေ့စုမုံကောင်းလေးတောင်းစုပြုပေးကြပါရရှင်။တာယာပြောရွှေမွေကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။ကြံစီသမျှအောင်မြင်ပါစေ။အလုံးခိုင်တွေအားလုံးလည်းအဆင်ပြေပါစေလို့မွေးနေ့စုမုံကောင်းလေးတောင်းစုပြုပေးလိုက်ပါရရှင်။ စီစဉ်အားနဲ့မွေးနေ့ရှင်တွေအတွက်ပန်းဝင်တောင်းဆိုပေးထားတာတွေကို ထုံထွင်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝင်တောင်းဆိုပေးထားတာတွေကိုထုံထွင်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ချစ်သူရဲ့နှစ်ပတ်လည် စ်သူဆောင်တွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်ဝေတောင်ဆုလာတဲ့ပရိသတ်ကတော့စကိုင်းမောင်နေတဲ့ကိုရဲသူပဲဖြစ်ပါရယ်။သူကတော့ချစ်စနီးအေးမြသူနဲ့ဒီနေ့မှပြေးမြောက်တဲ့နှစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပန်ဝေတောင်ဆုထားတာဖြစ်ပါရယ်။ချစ်စနီးအတွက်စကားလက်ဆောင်လေးရတော့မင်္ဂလာနှစ်ပတ်လည်နှစ်နှစ်ပြည့်ရနေစပြီးတော့တဲ့။နောင်ကြောင်းရောက်လာမယ့်နှစ်ပတ်လည်အတိုင်းမှာလည်းပျော်ရွှင်အောင်ထားပါမယ်။အရန်လေးချစ်ပါရယ်ဆိုပြီးတော့စကားလက်ဆောင်လေးပေးထားပါရယ်ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြင်းပြောင်းကြတဲ့မင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေကျုံလာသမျှအခက်ခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်အမတ်တရားနေ့အစီအစဉ်ကိုနေစဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပါဖြစ်ပါတယ်ရှင်။ တစည်းဖန်ပရိသတ်တွေအားလုံးကအမတ်တရားနဲ့အစည်းစံမှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပေါင်ဝေတောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းဖုန်းနံပါတ်3336 3936 3996နဲ့3998 9999တို့မှာ၃ရက်ကြိုတင်ပြီးတော့ပေါင်ဝေတောင်းဆိုပေးနိုင်ပါတယ်ရှင်။ နာဆင်အားပေးခဲ့ကြတဲ့ဒဇင်ဖန်ပရိသတ်များအားလုံးပဲတောင်ရပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။